နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းမြို့မှာစစ်ဖို့ပါတီကစစ်ဗိုလ်ချုပ်ဟောင်းတပ်ပုံရဲ့မဲဆွယ်ပွဲအတွက်ပြည်စုံကြီးပွား ဂျပါပုံဆက်ယုံကဝန်ထမ်းများကိုစင့်ခေါ်ပြီးတော့ပြည်သူများတက်ရောက်တယ်ဆိုပြီးလိန်လယ်ဝါဒဖြန့်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ19ရက်နေ့မှာဂျပ်ဖို့ပါတီကသခိုင်းမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတပ်ပုံကဗရမရက်ကွစိန်ကုန်းရက်ကွပိုးတန်းရက်ကွရွာထောင်ရက်ကွသောတာပန်ရက်ကွညမှာရှိတဲ့မဲဆန္ဒရှင်ပြည်သူများနဲ့တွေ့ဆုံတယ်ဆိုပြီးတော့လူမှုကွန်ရက်ပလက်ဖောင်းများမှာဗီဒီယိုနဲ့ဓာတ်ပုံများတင်ပြလာတယ်လို့သိရပါတယ်။အဲ့ဒီဓာတ်ပုံတွေထဲမှာသခိုင်းမြို့ကပြည်သူတွေအစ်စ်မဟုတ်ပဲသခိုင်းမြို့ရွှေမင်းဝရက်ကွမှာရှိတဲ့ပြည် ည့်စုံကြီးပွားဂျပန်ဆက်ယုံကဝန်ထမ်းများကိုပတ်စံပေးတွေ့ဆုံပြီးတော့ပြည်သူများနဲ့တွေ့ဆုံတယ်ဆိုပြီးမဟုတ်မမှန်လိန်လယ်ဝါရဖြန့်နေခြင်းသာဖြစ်တယ်လို့ဒေသခံပြည်သူများကပြောပါတယ်အဲ့ဒီတပ်ပုံဆိုတဲ့ခေါင်ကသခိုင်းမျိုးပြည်သူတွေကိုမဲဆွယ်စည်းရုံးမှုတွေ့ဆုံတယ်ဆိုပြီးတော့ဗီဒီယိုတွေတင်နေတကယ်ကသူပြောနေတဲ့ဗရညာရက်ကွက်ထဲကပဲမဲဆန္ဒရှင်ပြည်သူတွေမဟုတ်ပါဘူးပြည်သူတွေဆိုတာလိန်ညာပါသခိုင်းမျိုးရွှေမင်းဝရက်ကွက်ကပြည်စုံကြီးပွားဂျပန်ဆက်ယုံကဝန်ထမ်းနေနဲ့တွေ့တာစကိုင်းမျိုးပြည်သူတွေနဲ့တွေ့တယ်ဆိုပြီးဒီကောင်ကလှုပ်ချန်ထားတာ ဂျင်းထဲတာပေါ့ဗျာစက်ရုံဝင်နှန်းတွေကိုဖိအားပေးပြီးတော့ကျပ်ဖို့ယူနီဖောင်းတွေဝေခိုင်းတယ်ပြီးတော့တပ်ပုံကိုကြိုခိုင်းတယ်စက်ရုံဝင်နှန်းတွေကလည်းစက်ရုံရဲ့ဖိအားကြောင့်ကြိုရတာပေါ့ကျပ်ဖို့ဝစ်စုံတွေကိုဝေးရတာပါလို့တပ်ပုံရဲ့မဲဆွယ်စီယုံမွဲကိုတက်ရောက်ခဲ့တယ်စက်ရုံဝင်နှန်းတို့ကပြန်လည်ပြောပြထားပါတယ်စကိုင်းမြို့မှာကျပ်ဖို့ဘာဒီရဲ့မဲဆွယ်စီယုံမွဲများကိုပြည်သူများကိုလာရောက်ဖိတ်ခေါ်တော့လဲဘသူကမှစိတ်မဝင်စားတဲ့အတွားစက်ရုံဝင်နှန်းများဝင်နှန်းမိသားစုများကိုဆင့်ခေါ်ပြီးတော့ပြည်သူတွေဆိုပြီးလိန်လေဝါရဖြတ်မှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ် စစ်တပ်ကတော့ပတ်စံ26ကြောင်းစင်ဒုတိယဘိုးချုပ်ကြီးတပ်ပုံဆိုတဲ့စောက်ဘောဟာမင်းအောင်လိုင်းရဲ့ညွန်ကြားချက်အရာစကိုင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောက်အောင်ချင်းနဲ့ကြပ်ဖို့ပါတီကနေဝင်ရောက်ရှင်ပြန်ချင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ